ားလုံးမင်္ဂလာပါဒီဗီဒီယိုထဲမှာတော့ wallpaper ကို quality ကောင်းကောင်းနဲ့ကိုကြိုက်တဲ့ color ကိုချိန်ပြီးတော့ထားချင်တဲ့လူတွေအတွက်အသုံးတဲမဲ့ software တခုကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ကျွန်တော်တို့ wallpaper ရှာတဲ့အချိန်မှာ design ကြိုက်တဲ့ color ကြိုက်ယူတောင်းဖို့ color ကြိုက်တဲ့ design ကြိုက်ယူတာမျိုးတွေကြုံရတတ်ပါတယ်ဒီပြဿနာတွေကိုဖြေရှင်းဖို့အတွက်အကောင်းဆုံး software တခုကတော့ tablet software တခုပဲဖြစ်ပါတယ်ဒီကျွန်တော်တို့ tablet wallpaper generator ကို Android ဖုန်းတွေမှာဆိုလို့ရှိရင် Google Play Store ကနေအခမဲ့ download ဆဲလို့ရတယ်။ iOS တွေမှာဆိုရင်တော့တုံးလို့ရမရကျွန်တော်သိချာတော့မသိသေးဘူးเนาะ Android ဖုန်းတွေမှာတော့ okay တုံးလို့ရတယ်။ rating ကလည်းတော်တော်လေးကောင်းတယ်ပေါ့နော်4.8 rating ရထားတယ်။ download ကလည်း web media အထက်ရှိတယ်။ Android version 9အထက်ဆိုရင်ကောင်းကောင်းလေးအသုံးပြုလို့ရမှာဖြစ်ပါတယ်။ okay ကျွန်တော်တို့ download ဆွဲပြီးဆိုလို့ရှိရင်ကျွန်တော်တို့ဒီ tapas app ထဲဝင်လိုက်မယ်ပေါ့နော် app ထဲဝင်လို့ရှိရင်ကျွန်တော်တို့ဒီလိုမျိုးပုံစံလေးတွေ့ရမှာဖြစ်ပါတယ်ကျွန်တော်ဘယ်ဖက် out out မှာဆိုရင်ကျွန်တော်တို့ pattern note style look effects တို့ရေးလို့ရမှာဖြစ်ပါတယ် pattern ထဲမှာဆိုလို့ရှိရင်ကျွန်တော်တို့ pattern တွေအများကြီးဥမာအများကြီးရေးလို့ရမှာဖြစ်ပါတယ်ဒီထဲကကိုကြိုက်တဲ့ design တစ်ခုကိုရွေးပြီးတော့ wallpaper ထားချင်းလည်းရတယ် design ကြိုက်တဲ့ color မကြိုက်သေးဘူးဆိုလို့ရှိရင်လည်းကိုကြိုက်တဲ့ color ကိုထပ်ပြီးတော့ချိန်ကြီးလို့ရမှာဖြစ်ပါတယ် style ထဲမှာဆိုလို့ရှိရင်လည်းကိုကြိုက်တဲ့ color အလိုက် wallpaper တွေရွေးလို့ရပါတယ် colorful neon pastel gray ကိုကြိုက်တဲ့ design ကိုရွေးလို့ရပါတယ်ကျွန်တော်နမူနာလေးအနေနဲ့တစ်ခုဆန်ပြမယ်ပေါ့နော်ကျွန်တော်ဒီ pattern ထဲကကျွန်တော်ဒီ brand ဆိုရအောင်ဆောက်ရေးလိုက်မယ်ပေါ့နော် โอเคဒီ design လေး design တော့ကြိုက်တယ် color မကြိုက်ဘူးဆိုလို့ရှိရင်ကျွန်တော်ဒီအောက်က price tag လိုမျိုး icon လေးကိုရွေးပြီးတော့သူ့ကို color လေးတွေ generate လောက်ခံလို့ရရပါတော့ဒါမျိုးဆိုရင် sona က design ဘုတ်ကိုအခြေခံပြီးတော့တခြား color လေးတွေသူထုတ်ပေးတယ်ပါတော့โอเคကိုကဒီ design ကြိုက်တယ်ဆိုရင်ကျွန်တော်ဒီ design လေးထောက်လိုက်မယ် ဒီထဲမှာမှာကိုကဒီကာလာကိုမကြိုက်သေးကိုကာလာထပ်ပြင်ချင်သေးရဲ့ဆိုလို့ရှိရင်ကျွန်တော်ဒီအောက်ကပန်ကာလာလေးတွေထောက်ပြီးတော့ကိုကြိုက်တဲ့ကာလာလေးတွေကိုထပ်ဖြည့်လို့ရပါတယ်ဥမာအနေနဲ့ကျွန်တော်ဒီခဲပြိုင်အောင်နေရာမှာကျွန်တော်အနီရောင်လေးထားခြင်းလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီအနီရောင်လေးရွေးလိုက်လို့ရှိရင်ဒီကာလာအော်တိုပြောင်းပေးတယ်ပေါ့နော် ဒါအပြင်ကိုကမိုနိုခရုံးပုံစံသွားချင်တယ်ဆိုလို့ရှိရင်သူကလာလေးတွေကိုလည်းတခါတည်းပြောင်းပေးတယ်ပေါ့နော်ဥမာကျွန်တော်ဒီထိတ်ဆုံးမှအနီရွေးတယ်ပြီးတော့အပြာရွေးတယ်ဂျာထရကလာတွေကမှအဆက်နေလို့ဆိုလို့ရှိရင်ကျွန်တော်ဒီအပေါ်အများလေးကိုထောက်ပြီးတော့မှကလာချိန်ခိုင်းတွေးရတယ်ပေါ့နော်အဲဒါကကလာလေးသူကလည်းသူကြည်ရတာအစင်ပြေအောင်လုပ်ပေးတယ်ပေါ့နော်ဆိုတော့ကျွန်တော်ဆုံးနာအပြာလေးကိုပဲပြန်ရွေးလိုက်မယ်အပြာတော်တော်လေးကြည့်လို့အစင်ပြေတယ် โอเคကျွန်တော်တို့ဒီ color လေးကို okay ပြီးကိုယ်ကကြိုက်ပြီဆိုရင်ကျွန်တော်တို့ okay ထောက်လိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီအောက်က download button လေးကိုနှိပ်လိုက်မယ်နှိပ်ပြီးလို့ရှိရင်ကျွန်တော်တို့ကိုယ်ရဲ့ဖုန်းပေါ်မူတည်ပြီးတော့မှ resolution ရွေးပြလိုက်မယ်ပေါ့နော်ကျွန်တော်ကတော့ဒီမှာ parallax ကိုရွေးလိုက်မယ်ပြီးရင်ကျွန်တော်တို့ wallpaper ထားမှဖြစ်တဲ့အတွက်ကျွန်တော်တို့ open save image ကိုရွေးလိုက်မယ်ပြီးရင်ကျွန်တော်ဒီမှာ set wallpaper လောက်ပေးလိုက်မယ်ပေါ့နော် ဒါမျိုးဆိုရင်ကိုယ့်ရဲ့ wallpaper လေးက auto change လာပြီးကြည့်ရတော့အဆင်ပြေရေပေါ့နော်အားလုံးပဲအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်